IS ထိတ်တန်းကောင်းဆောင်တို့ကို American ကတုတ်တင်လိုက်ပြန်ပြီဖြစ်ပါလေ American ဟာသမ္မတထွန်းလက်ထက်မှာပထမတံတားမှာတော့က Iran ဗိုလ်ချုပ်ကြီး Soleimani ကိုတုတ်တန်ရှင်းလင်းလိုက်တယ်ပါလေအခုပဲ IS ရဲ့ခေါင်းဆောင်ကိုသမ္မတထွန်းကတုတ်တင်ရှင်းလင်းလိုက်ပြန်ပြီဖြစ်ပါလေ Iran နိုင်ငံက Rambi IS ခေါင်းဆောင်ကို American တပ်ဖွဲ့ဝင်တွေကမနာမနေလိုက်လံရှာဖွေပြီးတုတ်တင်နိုင်ခဲ့ပါတယ်လို့သမ္မတထွန်းကလည်း သူ့ရဲ့လူမှုကွန်ရက်မှာကြီးညာပါတယ်အီရတ်ဆိုရာကာဒေတာဆိုရာတို့နဲ့အမေရိကန်တို့ပူးပေါင်းတုတ်တင်တဲ့စစ်စင်ရေးတွင်မှာနောက်ထပ် IS ဖွဲ့ဝင်တယောက်ကိုလည်းရှင်းလင်းနိုင်ခဲ့တယ်လို့သမရထရန်ကပြောပါတယ်။နိုင်ငံတကာ IS ဖွဲ့ရဲ့ဒုခေါင်းဆောင်ဖြစ်သူကိုနာမည်ကျော် IS ခေါင်းဆောင်တယောက်ကိုမလ17ရက်နေ့က LMB ဒေတာမှာလေကြောင်းကနေတိကျတိုက်ခိုက်ရှင်းလင်းခဲ့တာလို့အရှိလေပိုင်းဆိုင်ရာ American စစ်တပ်ကုတ်ကဲဌာနချုပ်ကလည်းသတင်းထုတ်ပြန်ပါတယ်။ အီရတ်ထောင်တိုင်းရေအီရတ်လုံချုံတရီနဲ့တူပူပေါင်းတိုက်ခိုက်ခဲ့တာလို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။အဲ့ဒီ IS2 ကောင်ဆောင်ဟာကဘာတဝမ်က IS လုပ်ငန်းတွေအတွက် ရေးပါဆုံးသူဖြစ်ကြောင်းနဲ့အကြံဖတ်သမားတွေကို American ဟာဆက်လက်တုံ့ပြန်ရှင်းလင်းပြီးတော့ American ပြည်တွင်းနဲ့ American နိုင်ငံသားတွေ American မဟာမိတ်တွေအတွက်အနေရှိတဲ့အဖွဲ့အစည်းတွေပြိုပြတ်အောင်ဆက်လုပ်မှာဖြစ်တယ်လို့အရှိလေပိုင်းဆိုင်ရာအမေရိကန်တပ်မှူးဗိုလ်ချုပ်ကြီးမိုက်ကယ်အဲရစ်ကိုရီလာကကြေညာပါတယ် မာတော် IS ရဲ့တိုက်ခိုက်လုပ်ငန်းတွေထောက်ပို့ရေးနဲ့အစီအစဉ်တွေကိုအဲ့ဒီဒုကောင်ဆောင်ကဆုံးဖြတ်ညွှန်ကြားသူဖြစ်ပြီးအဖွဲ့ရဲ့အရေးကြီးတဲ့ဗန်နာရေးဆိုင်ရာပိုင်းကိုလည်းညွှန်ကြားနေသူဖြစ်တယ်လို့ American စစ်တပ်ကပြောပါတယ်။သူ့ကိုတုတ်တင်နိုင်ခဲ့တာဟာလုံခြုံရေးအထူးခြားတဲ့အောင်မြင်မှုပါလို့အီရန်ဝန်ကြီးချုပ်ကလည်းလူမှုကွန်ရက်မှာရေးသားပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးအီရန်ဘက်ကတော့ဘာမှတုံ့ပြန်ပြောကြားခြင်းမရှိသေးပါဘူး။အီရန်ကောင်းဆောင်ဖြစ်တဲ့ဗိုလ်ချုပ်ကြီးဆိုလီမန်နီကိုလည်း ဒေါ်နယ်ထရန့်ဟာသူ့ရဲ့ပထမသက်တမ်းတွင်မှာပဲ drone ကနေပြီးတော့လှုပ်ကြံတက်ဖြတ်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါလိမ့်။အဲဒီနောက်ပိုင်းမှာ American နဲ့ Iran ကြားထဲမှာတင်းမာမှုဟာတော်တော်လေးကိုမြင့်တက်လာတာဖြစ်ပါလိမ့်။အခုတစ်ခေါက်လဲ nuclear ကိစ္စနဲ့ပတ်သက်ပြီးတော့ American နဲ့ Iran ကြားတင်းမာမှုအမြင့်တက်နေချိန်မှာ Donald Trump ကအခုလိုမျိုးလှုပ်ကြံတက်ဖြတ်မှုတခုကိုလှုပ်ပြလိုက်တာဖြစ်ပါလိမ့်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ ကတ်စတေတာမှာပိတ်ဆို့ခံထားတဲ့ယူကရိန်းတပ်သားတွေရဲ့အသံအနည်းကိုကောက်ွယ်ပေးဖို့ထရန့်ကပူတင်ကိုပြောပါရယ်ကတ်စတေတာမှာပိတ်ဆို့ခံထားရတဲ့ထောင်ချီတဲ့ယူကရိန်းစစ်သည်တွေရဲ့အသံအနည်းကိုကောက်ွယ်ပေးဖို့ဗလာဒီမာပူတင်ကိုတောင်းဆောင်ကြောင်းအမေရိကန်သမ္မတထရန့်ကလူမှုကွန်ရက်မှာရေးသားပါရယ်ပူတင်ရဲ့အကျိုးရှိစေမဲ့ပြောဆိုဆွေးနွေးမှုတွေရှိခဲ့ကြောင်းလည်းထရန့်ကဆိုပါရယ်ဒီကြောက်စရာကောင်းတဲ့စစ်ပွဲကြီးပြီးဆုံးမှုအခွင့်အရေးရှိပါတယ်လို့လည်းထရန့်ကပြောပါရယ် လလောဆယ်ကော့စ်ဒေတာထဲမှာလုံးဝပိတ်မိနေတဲ့ယူကရိန်းစစ်သည်တွေရဲ့အသက်ကိုကာကွယ်ပေးဖို့နဲ့မဟုတ်ဘူးဆိုရင်ဒုတိယကမ္ဘာစစ်အပြီးနောက်ပိုင်းမမြင်ဘူးမကြုံဘူးတဲ့ထိတ်လန့်ဝရအသက်ဖြတ်မှုတွေဖြစ်လာနိုင်မယ်လို့ထရန့်ကရည်တာပါတယ်။ထရန့်ရဲ့အထူးကိုယ်စားလှယ်သူ့ရဲ့ပြောရေးဆိုခွင့်ရှိသူဝစ်ကော့ဟာမော်စကိုကိုသွားရောက်ပြီးတော့ရက်30ကြာပြည့်ခတ်ရစဲလို့ဖို့ရုရှားသမ္မတပူတင်နဲ့တွေ့ဆုံဆွေးနွေးကြတာဖြစ်ပါတယ်။ချက်ချင်းအပြည့်အဝနဲ့ပတ်သက်လို့ပူတင်ဘက်ကတရားဝင်ဘလို့အကြောင်းပြန်တယ်လဲဆိုတော့ထရန့်ကအတိအကျထုတ်ဖော်ပြောခြင်းမရှိသေးပါဘူး။ ကတ်စ်ဒေတာမှာယူကရိန်းတပ်ဖွဲ့ဝင်ထောင်ထဲချီပိတ်ဆို့ခံထားရတဲ့ဆိုတဲ့သတင်းတွေဟာသတင်းမှားတွေသာဖြစ်ပြီးရုရှားဘက်ကတမင်ဖြန့်ချီနေတာလို့ယူကရိန်းစစ်ဦးစီးချုပ်ရုံးကတော့သတင်းထုတ်ပြန်ပါတယ်။ယူကရိန်းရဲ့မဟာမိတ်တွေအပေါ်နိုင်ငံရေးအရဖိအားပေးဖို့ရုရှားဘက်ကရွေကျက်ရှိရှိဖန်တီးဖြန့်ချီနေတဲ့သတင်းတွေသာဖြစ်တဲ့ဆိုပါတယ်။ကတ်စ်ဒေတာတချို့မှာယူကရိန်းတပ်တွေပြန်ဆုတ်ခွာရတာမှန်ပေမဲ့မူလစစ်ဆင်ရေးကိုဆက်လက်ဆင်နွှဲနေတယ်လို့ယူကရိန်းရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ရုရှားသတင်းတွေကဖော်ပြနေသလိုစစ်မြေပြင်ခြေအနေဟာတိတိတတ်တာပြောင်းလဲသွားတာမျိုးလည်းမရှိသလိုယူကရိန်းတက်တဲ့အတွက်တစုံတရာအနေနဲ့ရှိတဲ့အနေထားလည်းမဟုတ်ပါဘူးလို့ယူကရိန်းစစ်ကူစည်းချုပ်ရုံးကသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရုရှားသမ္မတပူတင်ကတော့ gas ဒေတာကိုလည်းကိုယ်တိုင်တွားရောက်ခဲ့ပြီး gas မှာရှိတဲ့ Ukraine တပ်ဖွဲ့ဝင်လက်နက်ချမလားအသေးခံမလားဆိုပြီးရွေးချယ်စရာနောက်ခုရှိကြောင်းမေးခွန်းပြောပါတယ်။အပြစ်ခက်ရစဲယူဆရုရှားကထောက်ခံတယ်လို့ဆိုပေမဲ့ကြိုတင်ပြင်ဆင်မှုတချို့တော့ရှိတယ်လို့ပူတင်ကဆိုပါတယ်။ ကတ်ချေနင်ကလည်းရုရှားရဲ့ထိန်ချုပ်မှုအောက်မှာပြည့်ရှိနေတာဖြစ်ပြီးတော့လုံးဝကိုထီးကြံဆန်ပြီးပြစ်ခတ်ထိန်ချုပ်မှုပြည့်ရှိတယ်လို့ဖော်ပြပါတယ်ကျူးကျော်ဆုံးမှာယူကရိန်းတပ်တွေရဲ့ထိန်းချုပ်မှုဆုံးရှုံးသွားပြီးတော့တကယ်လို့ယူကရိန်းတပ်တွေဟာအစာပိုင်းအဆင့်လွန်ခဲ့တဲ့တစ်ပတ်နှစ်ပတ်လောက်ကအဖွဲ့ငယ်လေးတွေခွဲပြီးထွက်သွားဖို့စူးစမ်းခဲ့မယ်ဆိုရင်လွတ်နိုင်ကောင်းလွတ်နိုင်ပေမဲ့ခုတော့မဖြစ်နိုင်တော့ဘူးလို့ပူတင်ကပြောပါတယ်။ရုရှားတပ်တွေဟာလောလောဆယ်ယူကရိန်းပိုင်နယ်ရဲ့ငါးဘုံတဘုံဒီဘက်ကိုထိန်းချုပ်ထားတာဖြစ်ပါတယ်။ ရုရှားတပ်တွေဟာရှေ့တန်းတလျှောက်ခြေရှိကိုခြေတက်လာနေကြောင်းပူတင်ကပြောပြီးအပြစ်ခတ်ရရေးဟာယူကရိန်းကိုအင်အားပြန်စုဖွဲ့နိုင်ဖို့မဟုတ်တဲ့တေချာမှုမျိုးကိုပဲလှုံ့ဆော်မှာလို့ဆိုပါတယ်။လောလောဆယ်မှာတော့ရုရှားအနေနဲ့မင်းကျင်းရေးကိုအမြန်ဆုံးယူဖို့ရက်30အပြစ်ခတ်ရစရေးကိုအမြန်ဆုံးလုပ်ပေးဖို့တမရထရန်ကမျှော်လင့်နေတာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ပူတင်နဲ့ထရန်ရဲ့ကိုယ်စီလေတွေဟာမော်စကိုမှာတွေ့ဆုံတဲ့အခါမှာထရန်ကိုယ်စီလေတွေကပြောခဲ့လဲဆိုတော့ ပူတင်ရဲ့အပြစ်ခက်ရစေရတဲ့တောင်းဆိုချက်၃ရက်ရှိတယ်လို့ဆိုပါတယ်ရုရှားဥပဒေနိုင်ငံမော်စကိုရောက်နေတဲ့အမေရိကန်သမ္မတထရန့်အထူးတန်တမန်စတီဝစ်ကော်နဲ့ရုရှားသမ္မတပူတင်တို့ဟာရုရှားယူကရိန်းရစေရတွေ့ဆုံဆွေးနွေးခဲ့ပါတယ်တွေ့ဆုံမှုနဲ့ပတ်သက်ပြီးတတိထားကအကောင်းမြင်ကြောင်းဒါပေမဲ့အမှန်တကယ်ရလဟာပူတင်နဲ့ထရန့်တို့တွေ့ဆုံပြောဆိုပြီးမှသာထပ်ပေါ်ပြီးတော့အတည်ပြုနိုင်မှာဖြစ်ကြောင်းဆွေးနွေးပွဲပြီးရုရှားပြောရေးဆိုခွင့်ရှိသူဒီမီထရီပက်စကော့ကသတင်းထုတ်ပြန်ပါတယ် ယူကရိန်းနဲ့အမေရိကန်ကိုယ်စားလှယ်တွေခုပတ်တွင်ဆော်ဒီမာတွေ့ဆုံပြီးယူကရိန်းရုရှားစစ်ပွဲရက်30ကြာရပ်တန့်မှုသဘောတူခဲ့ပါတယ်။ဒါပေမဲ့အပြည့်အပါကအဲ့ဒီကာလတွင်ယူကရိန်းကိုအနောက်နိုင်ငံတွေကကူညီနေတဲ့စည်ရေးကူညီတွေလည်းရထားမယ်လို့ရုရှားဘက်ကပြောပါတယ်။ယူကရိန်းတပ်တွေလည်းပြောင်းရွှေ့လှုပ်ရှားမှုတွေမရှိဖို့လိုအပ်မယ်လို့ရုရှားဘက်ကတောင်းဆိုထားပါတယ်။ဒါအပြင်ရုရှားပိုင်နဲ့ကတ်စတီသားမှာရုရှားကိုတံပြန်တိုက်စစ်ဆင်နေတဲ့ယူကရိန်းတပ်တွေ အသားတကြီးစုပ်ခွာသွားမှာကိုလုံးဝခွင့်ပြုမှာမဟုတ်ဘူးဆိုပါတယ်။အဲ့ဒီတက်တွေအလုံးလက်နှချအညံ့ခံရမယ်လို့ပူတင်ကပြောပါတယ်။ဒါအပြင်အရှေ့ဥရောပမှာအမေရိကန်ဦးဆောင်တဲ့မြောက်တလန်တိတ်အစားချုပ်နေတိုးဖွဲ့အင်အားလျှော့ချရေးကိုလည်းပူတင်ကတောင်းဆိုထားပါတယ်။မြောက်တလန်တိတ်စာချုပ်နေတိုးဖွင့်အင်အားလျှော့ချရာပြဿနာတစ်ခုဖြစ်လာနိုင်ပါတယ် တမန်ထရန်ကပူတင်နဲ့မော်စကိုဆွေးနွေးပွဲဟာအလွန်ကောင်းပြီးတော့အကျိုးဖြစ်ထွန်းမှုရှိတယ်လို့တော့ပြောပါလေ။ဒီသွေးထွက်တဲ့စစ်ပွဲကြီးချုပ်နှိမ်သွားဖို့ရာအခွင့်အခါကောင်းကြီးလည်းဖြစ်ပါတယ်လို့လူမှုကွန်ရက်မှာရေးပါလေ။ယူကရိန်းသမ္မတဇလန်စကီကတော့ပူတင်ဟာပြစ်ခတ်ရစရေးကိုဆွေးနွေးရှင်းလင်းတာမလုပ်ချင်တဲ့အတွက်ကြောင့်မဖြစ်နိုင်တဲ့တောင်းဆိုချက်ကိုတောင်းဆိုပြီးတစ်ဖက်လက်ဆန့်ကျင်နေခြင်းသာဖြစ်ကြောင်းဆိုပါလေ။ရုရှားအကျိုးဆက်ကိုခံရတဲ့ယူကရိန်းကရုရှားပိုင်နယ်ကိုလွန်ခဲ့တဲ့ဩဂုတ်လကနေက တံပြန် ထိုးဖောက်ဝင်ရောက်တိုက်ခိုက်နေပါတယ်။ရုရှားဝိုင်ကတ်စတီတာမှာရှိတဲ့ယူကရိန်းတပ်တွေကိုရုရှားကတိုက်ခိုက်ကအဲ့ဒီဒေသကိုပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းရုရှားဆိုရတာဝန်ရှိသူတွေက ပြောထားပါတယ်။ယူကရိန်းသမ္မတဇီလန်စကီကတော့အခုပူတင်ပြောတဲ့ဂျိုတင်သတ်မှတ်ချက်တွေဟာပြစ်ခတ်ရစေးကိုလုံးဝဖြစ်စေမှာမဟုတ်ဘူးလို့ပြောခဲ့ပြီးရုရှားကပဲအရာအလုံးကိုနှောင့်နှေးစေမှာလို့ဇီလန်စကီကပြောပါတယ်။ပူတင်ဟာယူကရိန်းမှာတိုက်ပွဲတွေအဆုံးသတ်ရေးလက်ခံပေမဲ့အပြစ်ခတ်ရစေးဟာ ဒီချက်တရဲ့အဓိကအကြောင်းရင်းကိုဖယ်ရှားရမယ်လို့ခိုင်းမှာပြောပါတယ်။အပြစ်ခက်ရစေးကိုထောက်ခံတယ်။ဒါပေမဲ့ဆွေးနွေးရမယ့်ကိစ္စတွေရှိတယ်လို့ပူတင်ကသတင်းစာရှိမှမှာပြောပါတယ်။အခုပူတင်ရဲ့တုံ့ပြန်မှုကြောင့်အမေရိကန်ကရုရှားရဲ့ရေနံသဘောဝတမွေးနဲ့ မယ်လုံငန်းကဏ္ဍတွေပေါ်ပိတ်ဆို့အရေးယူမှုဆန်ရှင်တွေကိုပုံမူတင်းကျပ်လိုက်ပြီး American ငွေပေးချေမှုစနစ်တွေကိုထပ်မံကန့်သတ်လိုက်တယ်လို့ CBS News ကဖော်ပြပါတယ်။တမရခရဲ့ထူးကိုစလက် Steve Scott ကတော့ရက်30အပြည့်ရဲ့အဆိုပြုချက်အတွက်ဦးတင်တဲ့ဆွေးနွေးနေတယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ မရိကန်ရဲ့နျူကလ িয়ার လက်နက်တွေပိုလန်မှာဖြန့်ကျက်ချထားစေခြင်းကြောင့်ပိုလန်သမ္မတကပြောပါတယ်နိုင်ငံပိုင်နဲ့ထဲမှာအမေရိကန်နျူကလ িয়ার စစ်လက်နက်တွေလာရောက်ဖြန့်ကျက်ချထားပေးဖို့ပိုလန်သမ္မတကတိုက်တွန်းတောင်းဆိုပါတယ်ဥရောပတိုက်ရှေ့ပိုင်းမှာတည်ရှိပြီးနေတိုးစစ်မဟာမိတ်ဖွဲ့မှပါဝင်တဲ့ပိုလန်မှာအမေရိကန်နျူကလ িয়ার လက်နက်ထားရှိခြင်းဟာရုရှားရဲ့ရလုံကျူးကျော်မှုကိုတားဆီးဖို့အထူးရောက်ဆုံးနှီးလန့်ဖြစ်ပါနိုင်မယ်လို့ပိုလန်သမ္မတကဆိုပါတယ် ပိုလန်သမ္မတဟာသမ္မတအမေရိကန်သမ္မတဂျိုးဘာနဲ့လက်ထက်ကလေးကနျူကလ িয়ার လက်နက်တွေပိုလန်ပိုင်းနဲ့ထဲမှာဖြန့်ကျက်ဖို့တိုက်တွန်းနေသူပါလက်ရှိအမေရိကန်သမ္မတထရန့်အနေနဲ့အဲ့ဒီကိစ္စကိုအလေးထားစဉ်းစားတင်တယ်လို့ပိုလန်သမ္မတကအင်တာဗျူးမှာပြောပါတယ်ပိုလန်သမ္မတရဲ့နိုင်ငံတကာရေးရာအကြံပေးပုဂ္ဂိုလ်ကိုနျူကလ িয়ার လက်နက်တွေဖြန့်ကျက်ချထားတဲ့ကာခွေရေးအစီအမံကသာပိုလန်နဲ့နေတိုးစစ်မှားမိတ်ဖွဲ့ရဲ့အရှိတ်ဘက်ဖြားနေမြေတွေကိုတနည်းရောက်ကောက်ွယ်နိုင်မှာဖြစ်တယ်လို့ပိုလန်ရေဒီယိုနဲ့အင်တာဗျူးမှာလည်း တိကျမှတ်ချက်ပေးပါတယ်။ပိုလန်ဟာရုရှားနဲ့စစ်ဖြစ်နေတဲ့ယူကရိန်းနိုင်ငံရုရှားရဲ့အဓိကစစ်မဟာမိတ်ဖြစ်တဲ့ဘယ်လာရုစ်ရုရှားနဲ့အဆက်ဆက်မရှိပေမဲ့ရုရှားပိုင်နယ်ဖြစ်တဲ့ကာလီနင်ဂရတ်ဒေသတွေနဲ့နယ်နိမိတ်ထိစပ်နေပါတယ်။လက်ရှိပိုလန်သမ္မတရဲ့နိုင်ငံရေးပြန်ပွဲဖြစ်ပြီးပိုလန်ဝန်ကြီးချုပ်အဖြစ်တာဝန်ယူထားသူဒေါ်လန်တက်စ်ကတော့ပိုလန်ဟာနျူကလ িয়ার စစ်လက်နက်တွေရဲ့အကောက်အွယ်မျိုးရှိတဲ့နယ်ဆိုတာထောက်ခံပေမဲ့အဲ့ဒီကိစ္စအတွက်ပြင်သစ်နဲ့သာဆွေးနွေးတဲ့နယ်လို့ယူဆထားသူပါ သူက NATO ရဲ့ဥရောပနိုင်ငံတွေကိုပြင်သစ်နျူကလ িয়ার လက်နက်တွေနဲ့လွှမ်းခြုံကောက်ွယ်ပေးဖို့အဆိုပြုထားတယ်။ပြင်သစ်သမ္မတမက်ခရွန်ရဲ့ကန့်လန့်ချက်ကိုလေးထားစဉ်းစားသင့်ကြောင်းဝန်ကြီးချုပ်ကတော့ပြောပါတယ်။ပြင်သစ်ဟာ EU ဖွဲ့ဝင်နိုင်ငံတွေထဲမှာနျူကလ িয়ার လက်နက်ပိုင်ဆိုင်တဲ့တခုတည်းသောနိုင်ငံပါ။အမေရိကန်သမ္မတထရန့်ကဥရောပနိုင်ငံတွေအနေနဲ့ကိုယ်လုံးကျုံရေးအတွက်ကိုယ်တိုင်တာဝန်ယူသင့်တယ်ဆိုတဲ့သဘောထားလူသိရှင်ကြားပြသလာတဲ့နောက်ပြင်သစ်မက်ခရွန်က နိုင်ငံရဲ့နျူကလ িয়ার လက်နက်တွေနဲ့ဥရောပကိုအုံမိုးကောက်ခွဲပေးနိုင်မဲ့အစီအစဉ်ပေါ့ကမ်းလန့်အစိုးပြုထားခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ ဥရောပကရှောင်ဖယ်သွားတဲ့အတွက်ကြောင့်ရုရှားရဲ့တံခွေကုမ္ပဏီတွေအကြီးအကျယ်ထိခိုက်မှုနဲ့ကြုံရတယ်လို့သိရပါတယ်။ရုရှားတံခွေတင်ပို့မှုလုပ်ငန်း Gazprom CEO Alexey Mela ဟာလွန်ခဲ့တဲ့စက်တင်ဘာကကုမ္ပဏီရဲ့ပို့ကုန်ဖွဲ့စည်းရုံးခွင့်နေရာအတွက် Saint Pete Star Spam မြို့နယ်မှာခန်းနာထဲဝါတဲ့ Italy Palazzo Style အဆောက်အုံကိုဖွင့်လှစ်ခဲ့ခြင်းကဥရောပဈေးကွက်ထံရောင်းချရမှုတွေဟာလုပ်ငန်းအနာဂတ်ကောင်းမွန်နိုင်မယ်လို့ပြောခဲ့ပါတယ်။ ဒါဟာလုပ်ငန်းအောင်မြင်မှုရဲ့အမှတ်တင်ကြတာပါလို့သူကစိတ်မိတာစပန်းမျိုးမှာရှိတဲ့ခိမီရုံကန်တကြီးကိုညွှန်းဆိုရင်းနဲ့ပြောပါလေ။ဥရောပကရုရှားတံခွေကိုပို့ပြီးလိုအပ်လာလိုက်မယ်လို့ဆိုခဲ့ပါတယ်။ဒါပေမဲ့လက်ရှိမှာယူကရိန်းစစ်ပွဲကရုရှားနဲ့အနော်အုပ်စုရဲ့ဆက်ဆံရေးကိုမိတ်ပြတ်စေခဲ့ပြီးနောက်ဥရောပဈေးကွက်အလုံးနီးပါးလက်လွတ်ဆုံးရှုံးသွားခြင်းနဲ့တူအဲ့ဒီခန်းနာထဲဝါတဲ့ရုံကန်တွေက Gazprom ရဲ့လုပ်ငန်းကျဆင်းမှုအမှတ်တညာဖြစ်လာပါလေ။ ဒေါ်လာဘီလီယံနဲ့ခြေဆုံးရှုံးမှုကြုံလာရစဉ်ကုမ္ပဏီအနေနဲ့လက်ရှိမှာပါလာဇိုစတိုင်အဆောင်နဲ့သူ့ရဲ့ပိုင်အခြားအဆောင်တွေကိုရောင်းချဖို့စဉ်းစားနေရပြီလို့ဂက်စပရက်မှုဆောင်အရာရှိတွေကပြောပါတယ်ဂက်စပရွန်ဟာလွန်ခဲ့တဲ့၃နှစ်ကြာကယူကရိန်းပေါ်ရုရှားကျူးကျော်ဆက်စားတင်ပြီးနောက်နိုင်ငံတကာချမှတ်တဲ့စီးပွားရေးအရေးယူပေးဆမှုတွေကြောင့်အထိနာဆုံးရုရှားစီးပွားရေးလုပ်ငန်းဖြစ်ပါတယ် ရုရှားရဲ့စီးပွားရေးကတန်ခံနိုင်မှုရှိပေမဲ့လုပ်ငန်းတချို့ရုန်းကန်ရမှုတိုးပွားလာပါတယ်။ကြီးမားတဲ့စစ်စရေးကြောင့်ကျေပြတ်တဲ့စီးပွားရေးကိုပုံပြတ်ပန်ပြတ်ဖြစ်စဉ်သမရပူတင်အနေနဲ့စိုးရိမ်ပူပန်မှုတွေရှိခဲ့တယ်လို့ရိုက်တာကတော့ဖော်ပြပါတယ်။ရာဇဝင်နှစ်ဝက်ကြာမှာဆိုဗီယက်နဲ့ရုရှားရဲ့တံငွေကိုဥရောပထံရောင်းချမှုကိုကြီးကြပ်ခဲ့တဲ့တချိန်ကကုမ္ပဏီရဲ့အကြီးဆုံးလုပ်ငန်းဌာနဖြစ်တဲ့ Gazprom Expo ရဲ့ဝန်ထမ်းကြီးတို့ကလည်းဒါအစဉ်အနေငယ်များသာရှိတော့တဲ့အထိရောကြသွားပြီလို့သတင်းရင်းမြစ်တွေကပြောပါတယ် ဒီစပွဲကြီးမတိုင်ခင်ရဆိုရင် Gasbron Expert ဝန်ထမ်းရတဲ့ဟာထောင်နဲ့ချီရှိပါတယ်။ဒါဟာလွန်ခဲ့တဲ့9နှစ်ကြာကဥရောပကိုရုရှားတင်ပို့မှုအထုထိပ်ရောက်ချိန်ကာလကရှိတဲ့ဝန်ထမ်းဥယျာ600ကနေရောကျသွားခြင်းဖြစ်ပါတယ်။အစောင်းကိုဖြစ်နိုင်ပွဲရရောင်းချနိုင်ခြင်းရှိမှုနဲ့လုပ်ငန်းဌာနဖြတ်တောက်လျှော့ချမှုနဲ့ပတ်သက်ပြီးအရင်ကတော့သတင်းဖော်ပြခြင်းမရှိပါဘူး။ ဥရောပကိုဓမ္မွေမြောင်ရတော့ခြင်းအပြင် လက်ကျန်ဝန်ထမ်းတွေဟာယခင် EU ဝယ်သူအဟောင်းတွေနဲ့တရားတော်ပုံဖြစ်မှုပေါ်အနိကအာယုံဆိုင်နေရတယ်လို့ရိုက်တာကဆိုပါတယ် Gasprom ဟာအခွန်ပဲကျန်တော့တယ်လို့ဆိုပါတယ်မကြောင်မီရှေ့ကာလမှာ Gasprom ရဲ့မမောပွဲမရှိတဲ့အာယုံဆိုင်မှုကရုရှားနိုင်ငံတွင်နေအများထံဓမ္မွေပို့တိုးထောက်ပံ့မှုဖြစ်လာတယ်ပဲလို့ရုရှားအစိုးရလိုလာတယ် Think Tank အဖွဲ့ကပြောပါတယ်ဂတ်စဝဲပြဒနာဟာပြပတင်ပို့မှုလုပ်ငန်းထက်လဲကျော်လွန်နေပါတယ်လက်ရှိရုရှားရဲ့မိခင်ကုမ္ပဏီယုံကျော်ဖြစ်တဲ့စိန့်ပီတာစပတ်မှာရှိတဲ့ဥရောပအမြင့်ဆုံးမိုးမြော်ဆောင်လာခတာစင်တာမှာလောက်ကန်ပေါင်း1900ကိုရှော့ချမဲ့စီစဉ်ဖို့လက်ရှိမှာဂတ်စဝဲစီယိုမဲလာကတည်ပြုထားတယ်လို့ရိုက်တာကဆိုပါတယ်နောက်ထပ်သတင်းပို့ပြောချင်ပါတယ်အလုံးထုံခံရတဲ့အစိုးရဝန်ထမ်းထောင်ချီအားပြန်ခန့်ဖို့ထရန့်အစိုးရကိုတရားဝင်ချုပ်ကအမိန့်ချလိုက်ပါတယ် တမရထရဲ့ဖက်ဒရယ်လုံသမားတွေကိုဖယ်ရှားရှင်းလင်းခြင်းဒစိတပိုင်းအနေနဲ့လောက်ခန့်ခံရပြီးမကြခင်မှာပဲလောက်ဖြုတ်ခံရတဲ့ထောင်ချီတဲ့လုံသမားတွေကိုလောက်ပြန်ခံဖို့ American Agency 6ကိုကယ်လီဖိုးနီးယားပြည်နယ်တရားသူကြီးကမိန့်ချလိုက်ပါတယ်အဲ့ဒီအတူတူစီရင်ချက်ဟာထရန်နဲ့ထိတ်တန်းကြံပေးအီလွန်မတ်ခ်တို့ရဲ့ Federal Bureaucracy ကိုတည်တည်တာကျုံသွားစေဖို့ကြိုးပမ်းချက်မှာအသီးသာအထင်ရှားဆုံးထိုးနှက်ချက်ဖြစ်ပါတယ်။ အစိုးရအေဂျင်စီတွေကဆုလိုက်ပြုံလိုက်လုပ်ထုတ်မှုဒုတိယလှိုင်းအတွက်နဲ့သူတို့ရဲ့ဘတ်ဂျက်တွေကိုရှော့ချဖို့အစီအစဉ်တွေကို နောက်ဆုံးထားတင်ပြပါမှာဆန်ဖရန်စစ္စကိုမှာဂျာနေချိန်တွင်ဘရဂန်ခန်တရားသူကြီးဝီလျံအဆန်ရဲ့စင်ကြောင်းအမေရိကန်ကာကွယ်ရေးဌာနစစ်မှုထမ်းဟောင်းရေးဌာနစိုက်ပျိုးရေးစွန့်ရင်ပြည်ထောင်ရေးနဲ့ဗန်နာရေးဌာနတို့မှရှိတဲ့အဆန်ခန့်ဝန်ထမ်းတွေနဲ့သက်ဆိုင်ပါတယ် တရားသူကြီးက Federal Agency တွေအတွက်လူစွာရင်းမြစ်ဌာနဖြစ်တဲ့ American ဝန်ထမ်းရေးအစီအမံခံခွဲမှုယုံကလုံသမားတွေကိုစုလိုက်ပြုံလိုက်လှုပ်ထုတ်ပြဖို့မိတ်ပေးခဲ့တာလို့ဆိုပါတယ်။တရားသူကြီးဟာပြီးခဲ့တဲ့ရက်သက်ပတ်အနေနဲ့အတွင်းလှုပ်ထုတ်ခံရတဲ့လုံသမားတွေပြန်ခန့်ပေးဖို့ Agency တွေကိုမိတ်ပေးပြီးသမဂ္ဂရအကျိုးမြတ်မြူတဲ့ဖွဲ့စည်းတဲ့ဝါရှင်တန်ပြည်နယ်တို့ကတရားစွဲဆိုမှုရဲ့ရလဒ်တွေကိုစိုင်းငံ့ထားပါတယ်။ လုံသမားတွေကိုပြန်ခန့်ပြီးကိုတရားစွဲဆိုမှုမှာနာမည်ပေးထားတဲ့တခြား agency 16ခုကိုတော့မေးမချခဲ့ပေမဲ့ကြာသာပေးနေရဲ့စီရင်ချက်ပေါ်ပိုချဲ့ထွန်းတဲ့ရေးသားဆုံးဖြတ်ချက်ကိုချက်ချင်းထုတ်ပြန်မယ်ဆိုပါတယ်။ American နိုင်ငံတော်မှာလုံသမား2500တော့လုံထုတ်ခံခဲ့ရပြီးတခြား9500လောက်ကယော်ကြီးငွေရယူပြီးမိမိစံနာအရောက်လောက်ကလုံခတ်သွားပါတယ်။ ထရန်ဆိုရဟာအလုပ်ဖြုံမှုနဲ့ပတ်သက်တဲ့စီးရင်စရာတွေကိုထုတ်ပြန်ထားခြင်းမရှိသေးပဲအဲ့ဒီစုံဖြတ်ချက်ကြောင့်ဝန်ထမ်းဘလောက်ကိုထိခိုက်နိုင်တယ်ဆိုတာချက်ချင်းမသိရသေးပါဘူးနောက်ထပ်သင်ပုတ်ပြောခြင်းပါတယ်အရသားတွေပေါ့ မတော်တဆဘုံမှားကျဲခဲ့မိတဲ့တိုက်လေယာဉ်မှုတွေကို ရာဇဝတ်မှု ပေါ်ဆောင်မှုနဲ့တောင်ကိုရီးယားကအစွဲချက်တင်ပါလေပြီးခဲ့တဲ့သတင်းပတ်ကအမေရိကန်နဲ့ပူးတွဲစီလီဂျင်စီတွင်အရသားတွေနေတဲ့ခြေရွာတွေကိုမတော်တဆဘုံမှားချမိတဲ့တောင်ကိုရီးယားတိုက်လေယာဉ်မှုတွေကိုစည်ရေးစုံစမ်းစစ်ဆေးသူတွေက စွဲချက်တင်ခဲ့ပါလေအလီဖြစ်စမှာဘုံမှားကျဲမိခဲ့လို့လူ29ဦးထပ်မံတဲ့ရပြီးနေအများပြားပျက်စီးခဲ့ရပါတယ်။လေတရေတွေကလေရင်စနစ်တွေအတွင်းကို အော်ဒီနေတွေထည့်သွင်းတဲ့အခါအမှားယွင်းတွေဖြစ်ခဲ့တာဟာမတော်တဆဘုံကျဲမိကြတဲ့နောက်ပိုင်းမှာတိုက်ရိုက်ကြောင်းတွေဖြစ်ကြောင်းတောင်ကိုရီးယားကဝန်ကြီးဌာနကအတည်ပြုပါတယ်။နေရာမှားတွက်ချက်မိတယ်လို့ဆိုပါတယ်။ဝန်ကြီးဌာနအမှုကင်းဆောင်ရွက်စစ်ဆေးကုလမှုဖွဲ့ကဒါနဲ့ပတ်သက်ပြီးသတင်းထုတ်ပြန်ပါတယ်။တလီမူရီကိုပေါ်ဆမှုကြောင့်ရာဇဝမှုကျွလွန်ရရောက်တာကြောင့်စွန့်ချက်တင်ပြီးအေးအေးယူထားတယ်လို့အဲ့ဒီအမိန်ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အခင်းဖြစ်ချိန်မှာလေးကျင့်ပြန်တန်းနေတဲ့တိုက်လေကြီးနဲ့ဆင်ဟာလမ်းညွန်စနစ်လုံးဝလုံလောက်မှုမရှိဘဲဝေဟင်မအမြင်ပြင်ကိုဘိုးရှင်းလုံးကျေချခဲ့ကြောင်းမြောက်ကိုရီးယားနဲ့နယ်ဇန်နီဖိုချွန်းကျွမ်းပေါ်မှာရှိတဲ့ကျေးရွာတွေရောကိုတိုက်ရိုက်ပစ်ခတ်မှုလေးကျင့်ခံပြုလုပ်ခဲ့ကြောင်းသိရပါတယ်ဖိုချွန်းကျွမ်းနဲ့အနီးတစ်ဝိုက်ဒေသမှာတောင်ကိုရီးယားနဲ့အမေရိကန်စစ်တပ်တွေအုံပြုနေကြစီးရီးလေးကျင့်နဲ့ကွင်းတီရှိပါတယ်ဒေသခံတွေကနယ်မြေလုံးကျုံရေးအတွက်ဖြစ်နိုင်ခြေရှိတဲ့ NDA တွေနဲ့စီးရီးဆိုင်ရာတပ်ဖွဲ့တွေရဲ့အနှောင့်အယှက်နဲ့ပတ်သက်လို့တိုင်ကြားမှုတွေဟာ နှစ်ပေါင်းများစွာကြာပြီဖြစ်ပါတယ်အခုကမှဘုံမှချခဲ့မိတဲ့လင်းရင်မှုမှုကို ပြန်တန်းတောင်းမှရက်စဲပြီးသူတို့ကိုထုတ်ပေးထားတယ်ပြန်တန်းကျွမ်းကျင်တိမပြုလက်မှတ်တွေပြန်လည်သုံးသပ်ဖို့စီစဉ်ထားကြောင်းတောင်ကိုရီးယားကာကွယ်ဝင်ကြီးဌာနကပြောပါတယ်အဲ့ဒီမတော်တဆမှုအတွက်တောင်းပန်ခဲ့ပြီးနစ်နာခဲ့တဲ့သူတွေအားလုံးအတွက်ရောကြီးပြင်မယ်လို့အစိုးရကဆိုပါတယ်အလားတူဖြစ်နေထမမဖြစ်ပေါ်စီးရေးမရှင်လုံထုံးလုံးနေတွေကိုပြန်သုံးသပ်မယ်လို့လေတပ်ဦးစီးချုပ်ကကတိပြုပါတယ် တောင်ကိုရီးယားနဲ့အမေရိကန်ပူးတွဲစီးရဲလက်ချင်းမှုကိုရှုတ်ချနေကြမြောက်ကိုရီးယားကအဲ့ဒီစီးရဲလက်ချင်းမှုဟာနှစ်နိုင်ငံနယ်စပ်မြောက်ဘက်တစ်လျှောက်ဘုံတွေကျဲချနိုင်တဲ့ဖြစ်နိုင်ခြေကို ထောက်ပြပြီးအခုစီးရဲလက်ချင်းမှုရဲ့အန္တရာယ်ကြီးမားပုံကိုမြင်ရကြောင်း KCN ကထုတ်လွှင့်ခဲ့ပါတယ်။နောက်ထပ်သတင်းတမုတ်ပြောချင်ပါတယ်။ပါကစ္စတန်ယထာပြန်ပြီးဆွဲမှုကတစားကန်300ကျော်လွတ်မြောက်လာပြီလို့ဆိုပါတယ် ပါကစ္စတန်နိုင်ငံဘလူချစ်စတန်ပြည်နယ်မှာစစ်သွေးကြွတွေတိမ့်ပတ်ပြန်ပြီးဆွဲခဲ့တဲ့ရထားဒဇင်ကတစားကန်300ကျော်ပြန်လွတ်မြောက်ခဲ့တယ်လို့ပါကစ္စတန်စစ်တပ်ကပြောပါတယ်စစ်စင်ရေးအတွင်းစစ်သွေးကြွ33ကျောက်တေဆုံးခဲ့တယ်လို့စစ်တပ်ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်စစ်စင်ရေးမစားတင်မီရတားတစားကန်21ယောက်နဲ့တပ်ဖွဲ့ဝင်၄ယောက်ကိုဘလူချစ်လွတ်မြောက်ရေးတပ်မတော် BLA ကအပ်ဖြတ်ခဲ့တယ်ဆိုပါတယ် ချင်းကြောင်းမှုတွေကနေကောက်ွယ်ဖို့စစ်တပ်ကရှာဖွေရေးတွေဆက်လုပ်နေတယ်ပြောပါတယ်ယထာတိုက်ခိုက်ခံရခြင်းယထာပေါ်မှာခီးတဲ့440ရှိပါတယ်စစ်သွေးကြွတွေကယထာကိုထိန်းချုပ်ပြီးနောက်ခီးတဲ့တွေနဲ့အတူတောင်ထူထက်ရနေရာကိုမောင်းနှင်သွားပါတယ်တိုက်ခိုက်မှုတွင်နှီးဝင်ခြင်းကိုထွက်ပြေးသွားတဲ့ခီးတဲ့တွေကိုရှာဖွေနေပြီးခီးတဲ့ဘလောက်ပျောက်ဆုံးနေလဲဆိုတာမသိရပါဘူး BLA ဖွဲ့ကို American ပြည်ထောင်ပါဝင်အနောက်နိုင်ငံတွေနဲ့ပါကစ္စတန်အစိုးရကအကြမ်းဖက်ဖွဲ့ဖြစ်သတ်မှတ်ထားပါတယ်။ဒီဖွဲ့ဟာတရားစတာပေါ်ကျွယ်သွားတဲ့ပါကစ္စတန်ကြီးဆုံးပြည်နယ်ဘလူချစ်စတန်မှာကိုယ်ပိုင်အုပ်ချုပ်ခွင့်သို့မဟုတ်လွတ်လပ်ရေးကိုတောင်းဆိုနေတဲ့အဖွဲ့တွေတဲကတခုဖြစ်ပြီးတော့ဆယ်စုနှစ်များစွာကြမ်းဖက်တိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။အရင်စစ်ခန်းတွေရဲစခန်းဘူတာနဲ့ယထာတွေကိုတိုက်ခိုက်ဖူးပေမဲ့ယထာဒဇင်ပြန်ပြီးဆွေးမှုကတော့ပထမဆုံးအကြိမ်လည်းဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ ဒလိုင်းလာမနေရာဆက်ခံမဲ့သူကိုတရုတ်ကဆုံးဖြတ်မဲ့အပေါ်ပြည်ပရောက်တိဘက်တွေကပယ်ချပါလေ။ဒလိုင်းလာမကိုဆက်ခံမဲ့သူရေပေကျင်းကဆုံးဖြတ်မယ်ဆိုတဲ့တရုတ်ရဲ့သဘောထားကိုလက်မခံကြောင်းတိဘက်အစိုးရဖွဲ့ဝင်တွေနဲ့အိန္ဒိယနိုင်ငံဟင်းမွန်တာတောင်တန်းမြို့တော်ဒါရက်ရှလာမအခြေစိုက်တဲ့ပြည်ပရောက်ပါလီမန်မတ်တွေကပြောပါလေ။ပြည်ပရောက်တိဘက်အစိုးရပြောရေးဆိုခွင့်ရှိသူကမြင့်မြတ်လာတဲ့ဒလိုင်းလာမကိုနိုင်တော့နောက်ဘဝကိုဗမာဝန်စား ငွေဖွားမယ်ဆိုတာဆုံးဖြတ်နိုင်တဲ့တခုနီးသောတရားဝင်ဝိညာဉ်တော်ဖြစ်ပါတယ်လို့ဆိုပါတယ်။ဒလိုင်လာမစက္ကန့်သူကိုပေကျင်းကသာရွေးချယ်မယ်လို့တရုတ်ဆိုရကခိုင်မာပြောထားပေမဲ့ဒလိုင်လာမကလည်းတရုတ်ကနာမည်တင်သွင်းမဲ့စက္ကန့်သူကိုလေးစားမှမဟုတ်ဘူးလို့ပြောပါတယ်။တိဘက်ဗုဒ္ဓဘာသာရဲ့စေဝဉ္ဇဉ်ပိုင်းဥဆောင်လက်မြတ်သူခေါင်းဆောင်ဒလိုင်လာမက ူ့ရဲ့အနာဂတ်ဆက်ခံသူဟာတရုတ်နိုင်ငံပြင်ပလွတ်လပ်တဲ့ကမ္ဘာမှာ မွေးဖွားလိမ့်မယ်လို့အင်ကာနီကထုတ်ဝေတဲ့သူ့စာအုပ်တစ်ထည်မှာပထမဆုံးကြေညာဖော်ပြခဲ့ပြီးနောက်ပေကျင်းရဲ့သဘောထားမှတ်ချက်ထွက်ပေါ်လာတာပါအင်္ဂါနေ့ပုံမှန်သတင်းစာရှင်းပွဲမှာတရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကဒလိုင်းလားမဟာဘာသာရေးဝန်ကြီးအောင်မှာတရုတ်စံကျင်ရေးခွဲထွက်ရေးလှုပ်ရှားမှုတွေမှာပါဝင်နေပြည်ပြည်ပဲလို့ဆိုပါတယ်လက်ရှိဒလိုင်းလားမကိုယ်တိုင်ကိုအဲ့ဒီချိန်တုန်းကဘ ਹੁ အစိုးရကထောက်ခံမှုပေးခဲ့တာဖြစ်ပြီး ဒလိုင်းလာမပါဝင်တက်ရှိဗုဒ္ဓဝင်စားမှုမှန်သမျှဟာတရုတ်ဥပဒေနဲ့စီမင်းလိုက်နိုင်ရမယ်လို့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကပြောပါတယ်။စနေစမြောက်ဒလိုင်းလာမတန်စင်ရက်ဆိုဟာမော်စီတိုရဲ့ကွန်မြူနစ်အုပ်ချုပ်မှုကိုစတင်တဲ့အောင်မြင်တဲ့လူထုအုပ်ချုပ်မှုပြီး1959မှာထောင်ပေါ်များစွာသောတိဘက်လူမျိုးတွေနဲ့တူအိန္ဒိယကိုထွက်ပြေးခဲ့တာဖြစ်ပါတယ်။နောက်ဆုံးသတင်းမဟုတ်ပြောချင်ပါတယ်။ ရှေးအိမ်တွေအတွင်းကိုအတွင်းကန်တဲ့အဝတ်စုံတွေမစွန့်ပစ်ကြဖို့အိန္ဒိယလေကြောင်းလိုင်းကမြစ်တာရက်ခံပါလေ။လေရင်တစည်းနောက်ကျောင်းပြန်လှည့်ခံခဲ့ရပြီးနောက်လေရင်ရေအိမ်တွေပိတ်ဆို့စီတဲ့ပစ္စည်းတွေမစွန့်ပစ်ကြဖို့အိန္ဒိယလေကြောင်းလိုင်းကမြစ်တာရက်ခံပါလေ။ပြီးခဲ့တဲ့ပုံကူနေ့မှာအိန္ဒိယလေကြောင်းလိုင်းရဲ့လေကြောင်းအမှတ် A1126 လေယာဉ်ဟာ American Chicago ကနေအိန္ဒိယနယူးဒေးလီကိုပြန်တန်းစဉ်လေရင်အိမ်သားကွက်12ခုနဲ့8ခုဟာပိတ်ဆို့မှုတွေဖြစ်ကြောင်းတွေ့ရပြီးပြန်တန်းချိန်9နာရီကြာမှနောက်ကျောင်းပြန်လှည့်ခဲ့ရပါလေ။ ချီကာဂိုလေဆိပ်ကိုလေရင်ပြန်ဆင်းသက်ပြီးနောက်ရေရင်ကိုစစ်ဆေးရမှာ plastic 8တွေအဝတ်စတွေအမိုက်တွေပိတ်ဆို့နေပါတယ်။အရင်ကလည်းအိန္ဒိယလေကြောင်းလိုက်ရဲ့လေရင်ရေအိမ်တွေမှာစောင်းတွေတင်းကန်တွေသေးကန်တွေအခြားစုပစ္စည်းတွေပိတ်ဆို့နေတာကိုဝန်ထမ်းတွေကရှင်းလင်းဖယ်ရှားခင်ရတယ်လို့လေကြောင်းလိုက်ရဲ့ပြောရေးဆိုခွင့်ရှိသူကဆိုပါတယ်။